လိုအားလုံးမင်္ဂလာပါအဲအခုတခါဘောနောပြောပြပေးသွားမှာက water sign လေးရဲ့ဘောနောအနာကက်ခင်ဘွန်လောင်းဒိုမိုနာကက်စနီလောင်းဘောကိုအဲပြီးခဲ့တဲ့ဗီဒီယိုလေးမှာက x sign လေးတွေအတွက်ဘောနောပြောပြပေးသွားပြီးဖြစ်တဲ့အတွက်ကြောင့်အခုတခါ water sign လေးတွေအတွက်ပြောပြပေးမယ်နော်အကယ်၍ဒီဗီဒီယိုလေးကိုကိုကြည့်တဲ့သူလေးကအဲအမျိုးသမီးလေးဆိုရင်ဒါကိုအတွက်ဘောနော နာခခင်ဝန်လာပေါ့နော်ကဲပြီအမျိုးသားလေးဆိုရင်လည်းကိုတဲနာခက်ဇနီးလောင်းလေးပေါ့နော်ဘလို့ energy လေးတွေရှိလဲဆိုတော့ကြည့်လို့ရတယ်အဓိကတော့ဒီ energy လေးက water sign လေးတွေအတွက်ဖြစ်ပါတယ် water sign လေးတွေဖြစ်ကြတယ်ကန်ဆာစကော်ပီယိုဖိုင်စီနော်သူတို့လေးတွေအတွက် ဖြစ်ပါတယ်အဲ့တော့ cancer scorpio pisces ကပေါ့နော်ဥကမတည်ဘူးဆိုရင် ကိုကဘယ်မွေးနေ့တွေမှာဘယ်လတွေမှာမွေးလဲဆိုတာကိုသိရအောင်မှပြပြပေးမယ်နော်အကယ်၍ပေါ့နော်ကိုကဇွန်27ကနေဇူလိုင်20ရက်အတွင်းဝင်နေဆိုရင်ကို cancer ရသည်ပေါ့နော်ကယ်၍ကိုကအောက်တိုဘာ23ကနေနိုဝင်ဘာ27အတွင်းမွေးရဆိုရင်ကိုက scorpio ပြေစားရသည်ပေါ့အဲကိုက February 16ကနေ March 20အတွင်းမွေးတဲ့ ဒူလေးတွေဆိုရင်ဒါ Pisces မယာတီဘွာဒီယာတီကွင်၃ခုက water sign လေးတွေဖြစ်ပါတယ်ကိုကဒီယာတီကွင်၃ခုတည်းမှာတခုခုပါရဆိုရင်ကိုက water sign လေးဖြစ်တယ်ဒါကြောင့်မို့လို့ကိုက water sign လေးဆိုရင် dividend လေးကိုဆက်ပြီးတော့နားထောင်လို့ရပါတယ်ဒါက water sign လေးတွေအတွက်ပဲ theta energy ဖြစ်တဲ့အတွက်ကြောင့် water sign လေးတွေပို့ပြီးတော့နားထောင်တာကပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်နော်အဲ့တော့ reading လေးကိုစကြရအောင် အဲ့တော့အဲဝတ်တဆိုင်လေးတွေရဲ့အနာဂတ်ခင်ပွန်းလာတော့မနာဂတ်စနီလမ်းပေါ့နော်သူကဘယ်လို energy လေးတွေရှိလဲဘယ်လို character တွေရှိလဲဆိုရင်နော်음သူကလေးတိလာဟိုပါပေါ့နော်ဘယ်လိုပြောရမလဲတခုခုကိုလှုပ်ဆောင်လာပဲဖြစ်ဖြစ်အဲအဲ့လိုမျိုးပေါ့နော်သူအနေနဲ့ကညံ့ညံ့တရတရတွေးခေါ်တဲ့ပုံစံမျိုးလေးတွေမှာရှိတတ်တယ်ဟို ဘယ်လိုပြောမလဲနောက်တစ်ခုကို energy ခံစားမိရသလောက်ဆိုရင်တော့မှတစ်ဖက်လူကပေါ့နော်ဥမာကွာကိုယ့်ရဲ့ဒီနာဂတ်ပေါ့နော်နာဂတ်ဇနီးလောင်းဖြစ်ဖြစ်ခင်မွန်းလောင်းဖြစ်ဖြစ်သူကရှိနေတော့တရားသူကြီးရောအဲ့လိုအလောက်ကံမျိုးတွေနဲ့သူလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါခံစားမိသလောက်ပြောပြတာပေါ့နော်မြင်ရတာလေးကိုအဲ့တော့အင်းနောက်ပြီးတော့ကွာသူကလေးတည်တယ်မလားဒီမှာဆိုရင်ဒါကောင်မလေးနော်ကောင်မလေးကရေးရဲဝန်းနဲ့ဟိုသူကလုံးဝဟို နော်ဒီတိုက်ခိုက်တယ်တတိရှိတယ်ခွန်အားရှိတယ်ဆိုတော့ပုံစံလေးဆိုတော့ကွာသူကြည့်ရတာတော့ကွာတရမလားနည်းနည်းလျှဲဆယ်ရဲ့ပုံစံမျိုးလေးဖြစ်လိမ့်မယ်ယောက်ျားလေးဆိုလည်းနည်းနည်းခက်ခက်ခက်ရဲရဲခက်တင်းတင်းဟိုဘယ်လိုပြောရမလဲကွာနည်းနည်းလေး အဲ့ဒါကိုဘယ်လိုခေါ်လဲလဲရဲစရဲနိုင်တာကိုလေးတဲ့မလားအကြောတင်းတာလားအဲ့လိုပုံစံမျိုးလေးပေါ့နော်အဲနည်းနည်းလေးအဲ့လိုပုံစံမျိုးလေးရှိတယ်ဒါပေမဲ့တော့အကြောတင်းနေဆိုရင်မဲ့လဲမကောင်းတာမျိုးတော့မဟုတ်ပါဘူးသူ့မှာပေါ့နော်ဘာဖြစ်ဖြစ်ရင်ဆိုင်ရဲတယ်ဆိုတော့ပေါ့နော်ခွန်အားတတိတွေရှိတယ်သူ့ကိုယ်သူယုံကြည်ချက်တွေရှိတယ်ဆိုတဲ့လူစားမျိုးအဲ့လို energy ရှိတဲ့လူမျိုးပေါ့နော် ပြီးတော့သူက လေးသီလာဟိုအလောက်ကိုင်းနေမှာဆိုရင်လည်းသူကျူးကျူးဆော့ဆော့လှုပ်တယ် ဒီတော့တော်တော်လေးကိုကျွတ်ကျွတ်ဆော့ဆော့လုပ်တယ်သူ့ရဲ့ဒီဟိုဘယ်လိုပြရမလဲဟိုဘယ်လိုပြရမလဲကွာသူ့အလုံးကင်ပိုင်းဆိုင်ရာဝင်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 ပိုင်းဆိုင်ရာရှာဖွေတဲ့နေရာတွေမှာလဲသူကလေ balance ညီညီပေါ့နော်တေချာလေးရှာဖွေတတ်တဲ့စစ်စစ်ဆက်ဆက်လေးရှာဖွေတတ်တဲ့သူမျိုးဖြစ်တယ်ကြိုးလဲကြိုးစားသလိုစိတ်လဲစစ်ဆက်တယ်နောက်ပြီးတော့သူကအမခံစားမိတဲ့ energy ရဆိုရင်တော့လေ ဟိုဘယ်လိုပြောမလဲမိသားစုပေါ့နော် family ဘယ်လိုပြောတက်တက်ဝန်းဝန်းနဲ့နေတဲ့မိသားစုကနေမွေးဖွားတဲ့လူမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဥမာကွာအာတချို့တွေဆိုရင်မိသားစုမှာအဖေနဲ့မိနဲ့ပြီးတော့သူကိုသားသမီးဒီလောက်ပဲရှိတယ်ဆိုမြဲတချို့မိသားစုတွေကကြတော့အဖိုးတွေဖွားတွေဦးလေးတွေဒေါ်တွေအဲ့လိုမျိုးတွေနဲ့ပေါ့နော်တက်တက်ဝန်းဝန်းနဲ့မိသားစုနဲ့တူမျိုးနေထိုင်ကြတဲ့သူမျိုး အဲ့လိုပုံစံမျိုးလေးရှိတယ်လို့တော့အမကတော့ခံစားမိတယ်။တစ်ဖက်လူရဲ့မိသားစုပေါ့နော်။သူကသူ့ရဲ့ဒီ family မှာဖိုးဖွားတွေလည်းရှိမဲ့ဦးလေးတွေတော်တွေအဲ့လိုလူမျိုးတွေရဲ့ချစ်ချင်းတွေကိုလည်းခံရတဲ့သူမျိုးပေါ့နော်။အဲ့လိုပုံစံမျိုးလေးရှိတယ်လို့တော့အမကတော့ခံစားရတယ်။နော်ဒါကတစ်ဖက်လူကဒါယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အဲ့လိုမျိုး family life တိုက်တက်ဝန်းမှာရှိတဲ့လူမျိုးလို့ခံစားရတယ်ပေါ့နော်နောက်ပြီးတော့သူကอืม လိုပုံစံမျိုးရှိတဲ့အန်အချင်မျိုးရှိတဲ့လေးလဲဆိုရင်တော့อืมဘယ်လိုရမလဲတခုခုဆိုရင်လည်းကွာသိရမလားဥဆောင်ဥရပြုတ်တဲ့အန်အချင်မှာရှိတယ်လီဒါတယောက်ရဲ့ပုံစံလိုမျိုးเนาะခင်းတော့ once energy ရလီဒါတယောက်ရဲ့ပုံစံလိုမျိုး energy မျိုးရှိတယ်နောက်ပြီးတော့သူကအဲ့လိုမျိုးပေါ့เนาะသူကကောင်းဆောင်လို energy ရှိတဲ့ခါကျတော့နည်းနည်းလေးတော့စိတ်တက်က ဘလို့ပြရမလဲနည်းနည်းလေးကတင်းတင်းဖြစ်တယ်နည်းမာနကြီးတဲ့အန်နာချီမျိုးလေးတွေဟိုလိုမျိုးကြီးမာနကြီးရတော့မဟုတ်ဘူးပေါ့နော်သိတယ်မလားတလွဲမာနမျိုးတော့မဟုတ်ပါနဲ့နည်းနည်းပေါ့နော်ဘလို့ပြရမလဲသူ့ရဲ့ပုံစံကမဟုတ်မခံပုံစံအဲ့လိုမျိုးပေါ့နော်နည်းနည်းကတင်းတင်းအဲ့လိုအဲ့လိုပုံစံမျိုးလေးပေါ့နော်ဟိုဘလို့ပြရမလဲသူ့ level ကိုသူမြင့်ထားတယ်ဆိုတော့ပုံစံမျိုးပေါ့နော်အဲ့လိုအန်နာချီမှာရှိတယ်အဲ့ဒါပေမဲ့ပေါ့နော်တစ်ဖက်မှာလည်းဒီ တင်းနေပေါ့နော်ခက်တင်းတင်းပုံစံနေရှိတယ်ဆိုရင်လည်းတစ်ဖက်မှာလည်းနူးညံ့တဲ့စိတ်လေးတွေကလည်းရှိနေသေးတယ်။တခါတလေကျရင်ကသူ့ကိုကြည့်လိုက်ဟာဒီကောင်ကတော့ဟာဒီဒီကောင်မလေးကတော့တော်တော်လေးကြောတင်းတာပဲခက်ထန်လိုက်တာအဲဒါပေမဲ့ပေါ့နော်ဘယ်လိုပြောရမလဲဟိုသူ့ကိုတေချာတိွားတဲ့ချိန်မှာတေချာပေါ့နော်ဒီတွဲမိသွားတဲ့ချိန်မှာပေါင်းမိသွားတဲ့ချိန်မှာသူ့ရဲ့စိတ်လေးကပျော့ပြောင်းနေပေါ့နော်ဘယ်လိုပြောရမလဲနည်းနည်းဟို ဘလိုပြဖမနိုင်းအန်လဂျီလေးတွေလည်းရှိနေတယ်ကွာတို့နည်းနည်းဟိုဘလိုပြမလဲကွာဟိုတစ်ခါတည်းကြာရင်အမြင်အမြင်မာတော့ကွာတဲ့မလားတားဟိုဟာသူကစိတ်ထဲမှာလိုက်တာဆိုပြီးတော့ထင်ရမယ်တကယ်တကယ်တမ်းကျတော့အတွင်းစိတ်ထဲမှာပျော့တယ်နည်းနည်းစိတ်ပျော့တဲ့အန်လဂျီလေးတွေရှိတယ်တခုခုဆိုရင်နည်းနည်းကြောက်တတ်တယ်အဲ့လိုအန်လဂျီမျိုးပေါ့နော်ဒါပေမဲ့အဲဒါပေမဲ့ပေါ့နော်အရင်ကြီးစိုးနေတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့ ူကအဲ့လို energy ရှိတဲ့ကြောင့်ကိုနဲ့တွေ့လာတဲ့အချိန်ကျရင်ဘယ်လိုပြောရမလဲကိုကသူဘယ်လိုပြောမလဲကိုကိုကိုမှာအဆင်ပြေတာတွေရှိတာတော့ဘာလို့ဆိုရင်သူ့ကိုပြောပြလို့ရတယ်သူကနားထောင်ပေးတယ်ပြီးရင်ကို healing energy ပုံစံမျိုးလေးတောင်ပြန်ပေးနိုင်တဲ့ပုံဟိုစိတ်နေစိတ်ထားတွေရှိတဲ့လူတယောက်ပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်တယ်ဒီ water sign လေးတွေရဲ့ပေါ့နော်တစ်ဖက်လုံးနဲ့ပတ်သက်ပြီးတော့ energy ကတော့ခံစားမိသလောက်ကတော့ဟိုဘယ်လိုပြောမလဲ ကောင်းပါတယ်เนาะကောင်းတဲ့ energy တွေများတယ်ဒီမှာကက်ကလေးတွေကလည်းအကုန်လုံးကောင်းတဲ့ energy တွေပဲကြာတာဖြစ်တဲ့အတွက်ကြောင့်လीเนาะဟိုဘယ်လိုပြောမလဲဒီအသက်အရွယ်အချင်းဆိုရင်တော့တချို့လေးတွေဆိုရင်ဟိုနဲ့မတိမ်မရင်ပုံစံမျိုးလေးတွေเนาะမတိမ်မရင်အသက်အရွယ်မျိုးလေးတွေမှာရှိတဲ့လူမျိုးဖြစ်ဖို့များလိမ့်မယ်อืม အဲ့နဲ့အသက်ကြီးပိုင်းလေးတွေတော့ပါတော့ပါလိုက်တယ်မဲ့နည်းနည်းခံစားမိတဲ့ energy ရဆိုရင်တော့မတိမ်မရင်လေးတွေကပိုပြီးတော့များနိုင်မယ်။ဟိုရင်းသူနဲ့ပတ်သက်မိသွားပြီဆိုရင်ကွာသိတယ်မလား။ရင်းနီနီလေးလေးရှိနိုင်တယ်ဆိုတော့ energy မျိုးလေးတွေပေါ့နော်။ဘယ်လိုပြောမလဲကွာဒီလူနဲ့စကားပြောလိုက်ရရင်ဟိုကိုယ်မှာဘာမှဖုံးကွယ်ထားစရာမရှိဘူးပေါ့နော်။လွတ်လွတ်လပ်လပ်ပြောလို့ရတယ်ဆိုတော့ခံစားချက်မျိုးရတဲ့သူမျိုးပေါ့နော်။အဲ့လိုအဲ့လို energy မျိုးကိုခံစားမိတယ်။ အာယောက်ျားလေးယောက်ျားလေးဆိုရင်တော့ခုနကပြောသလိုပေါ့နော်တဖက်လူကဘယ်လိုပုံစံလေးကိုမခံစားမိတယ်လဲဆိုရင်တော့อืมอืมအရင်အရင်အနေထားရပြောမှဆိုရင်တော့အာကိုနဲ့မတိမ်မရင်းအရက်လောက်မျိုးကိုထက်မြင်ရင်လည်းနည်းနည်းပဲမြင်မယ်အဲ့လိုပုံစံမျိုးလေးကိုနဲ့သိမ်မတိမ်မရင်းအရက်လောက်မျိုးမှရှိမယ်အာမျက်နာကတော့မျက်နှာပုံမျက်နှာချားကတော့ချစ်ဖို့ကောင်းတဲ့မျက်နှာမျိုးလေး ချစ်ဖို့ကောင်းတဲ့မျက်နှာပုံစံမျိုးလေးအဲ့လို energy မျိုးကိုခံစားမိရပေါ့နော်ပြီးတော့သူကနည်းနည်းအဲဘယ်လိုပြောရမလဲပရိစ္ဆန်လေးတွေချစ်တဲ့သူမျိုးလည်းဖြစ်တယ်လို့ခံစားမိတယ်ပြီးရင်ကလေးကလေးလေးတွေလည်းချစ်တယ်ကလေးလေးတွေလည်းချစ်တဲ့သူမျိုးလည်းဖြစ်တယ်လို့လည်းခံစားမိတယ်အဲ့တော့အမခံစားမိတာပေါ့နော်ဒီဒီကက်ကလေးတွေကိုဖတ်ရင်ရောအမ intuition ကနေခံစားမိတာလေးတွေပြောပြတာပေါ့နော်อืม အဲ့လိုပုံစံမျိုးလေးကိုခံစားရတယ်အဲကြွေသူကမိန်ကလေးဆိုရင်လည်းဘယ်လိုပြောမလဲကအဲဟိုဝစ်စားတာအစာသေးတယ်မလားနည်းနည်းလေးစမကြကြနဲ့ဘယ်လိုပြောမလဲကဒီဟိုအရင် hot နေတာမျိုးမဟုတ်ဘူးကဒါပေမဲ့သူ့ကိုကြည်လိုက်ရင်ကသိတယ်မလားရှင်းရှင်းလင်းလင်းလေးနဲ့မစမကြကြလေးဖြစ်နေတယ်အော်အရန်နူးညံ့ပြီးတော့ဒီမိန်ကလေးဆန်နေတာမျိုးလည်းမဟုတ်ဘူးကွာတိတယ်မလား ဟိုနည်းနည်းတွတ်တွလက်လက်ပုံစံမျိုးလေးအဲ့လိုအန်နေမျိုးလေးမှာရှိတယ်။ယောက်ျားလေးဆိုရင်လည်းအဲ့လိုမျိုးပဲဟိုတွတ်တွလက်လက်ရှိတယ်အပေါင်းတင်ပေါင်းတင်နေပါလေဆိုလဲဟိုဘယ်လိုပြရမလဲအပေါင်းတင်နေနေဆိုတော့ပြပပပပပပနေတတ်တဲ့သူမျိုးလေးကသူကအပြင်မှာဘယ်လိုပြရမလဲလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီတခြားမသိတဲ့သူတွေရှိမှာပဲဖြစ်ဖြစ်ခတ်ထန်တယ်လို့ထင်ရပေမဲ့တကယ်တကယ်တိတဲ့သူတွေတကယ်ရင်းနေတဲ့သူနဲ့ဆိုရင်တော့အဲ့လိုမျိုးမဟုတ်ဘူး။လုံးဝဟို ျော်ရွှင်ရွှင်နေတတ်တဲ့သူမျိုးအဲ့လို energy မျိုးခံစားရတယ်ပေါ့နော်အဲ့ဒါကတော့ energy resonate ဖြစ်တဲ့သူတွေအတွက်ဟိုကိုပြောပြတာပေါ့နော် energy ကဒါက general energy ဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးနဲ့လည်းကန့်ညီခြင်းမှာကန့်ညီလိမ့်မယ်အမှခံစားမိတဲ့ energy လေးတွေကိုပြောပြပေးတာပေါ့နော်အဲ့တော့သူနဲ့ကဘယ်လိုပုံစံမျိုးလေးတွေစုံစည်းနိုင်လဲဆိုရင်ဒီမှာ union ဆိုတဲ့ကတ်ကလေးကြတာဆိုတော့လေတချို့လေးတွေစုံစည်းပြီးသွားပြီအဲ့လိုလူမျိုးကိုတွေ့ခဲ့ပြီးပြီး တက်ပြီးတော့မှကွာပြောမယ်ဆိုရင်တော့လောလောဆယ်ဆယ်မှာနှစ်ယောက်က separation ဖြစ်နေတဲ့ energy မျိုးလေးတွေဖြစ်နေမယ်အဲ့တော့သူနဲ့ပြန်ပြီးတော့ union ပြန်ဖြစ်နိုင်မယ်အဲ့လိုလူမျိုးပေါ့နော်ကိုယ်ယူဘယ်လိုပြောကိုယ်နဲ့ separation ဖြစ်နေတဲ့သူကိုယ်စီကိုပြန်ပြီးတော့လာနိုင်ပြန်လာနိုင်မယ်ဆိုတဲ့ energy မျိုးအဲ့ဒီသူနဲ့ပြန်ပြီးတော့ union ဖြစ်မယ် union ဖြစ်ရင်ဒီသူကကိုယ့်ရဲ့ဒါတကယ်ဘောနော်ဖူးစာဖူးစာဘာဘောကပြန်လာမယ်ဆိုရင်ပေါ့နော်ပြန်လာ ြန်လာပါလို့ရဲဆိုတောင်းပေးတကယ်လို့အဲ့လိုလူမျိုးတွေရှိရင်လေအဲ့လိုပြန်လာမယ်ဆိုရင်တော့ဒါဒီလိုလူမျိုးဒီလို energy တွေလည်းရှိတယ်ကိုယ်စီလည်းတကယ်ပြန်လာတယ်ဆိုရင်တော့ဒါကတော့ဖူးစာပဲဖြစ်နိုင်ခြင်းများတယ်အဲ့လိုမျိုးပေါ့နော်တချို့လေးတွေကြတော့ဟိုဟာဒီမှာမဒါမြင်ရတာလေးပြပြတာပေါ့နော် release တယ်နော်ပြောချင်တာကကွာအမခံစားမိတဲ့ energy ကကြတော့ကွာတချို့လေးတွေကြတော့ဒီလိုလူမျိုးကို တွေ့လာနိုင်တယ်ဒါပေမဲ့ အထိတ်ကအရာတွေပေါ့နော်အဆင်မပြေတဲ့အရာတွေကိုနည်းနည်းပေါ့နော် release လုပ်လိုက်မှ let go လုပ်လိုက်မှတွေ့နိုင်မယ်ဆိုတဲ့ energy မျိုးမှရှိတယ်ကိုယ့်ရဲ့အတိတ်မှာကအဆင်မပြေခဲ့တဲ့ relationship တွေရှိခဲ့တယ်ဆိုရင်ဒီဟာကြီးကိုပဲပေါ့နော်ထပ်ထပ်လေးလေးပိတ်မိမနေပဲနဲ့ဒီ relationship ကနေပြီးတော့မှလုံးဝဒီ relation အတိတ်ပြောချင်တာအတိတ်ကိုပေါ့နော်အတိတ်ကိုလုံးဝ release လုပ်ပြီးတော့ let go လုပ်ပြီး move on လုပ်ပြီးတော့ ကိုကိုကို energy ကိုပြန်ပြီးတော့ level up ပြီးပေါ့ဗောနော်ဒီ high vibration ရအောင်ပြန်ထားမယ်ကိုကိုကိုဟိုလိုပြမယ်အဆင်ပြေအောင်ပေါ့ကွာတိတယ်မလားဒီပျော့ပျော့ရွှင်ရွှင်လွတ်လွတ်လပ်လေးဖြစ်အောင် နေနိုင်မယ်ဆိုရင်ဒီလိုအချိန်မျိုးမှာဒီလိုလူမျိုးနဲ့တွေ့လာနိုင်တယ် ါကတော့အမမြင်ရတာလေးနှစ်ခုကိုပြောပြပေးတာပါဒါကအခြေအနေနှစ်ခုပေါ့တစ်ခုကကျတော့ separation ဖြစ်နေတဲ့သူလေးတွေပေါ့နော်ဒီလို energy ရှိတဲ့သူနဲ့တွေ့ခဲ့ပြီးပြီဒါပေမဲ့ separation ဖြစ်နေဆိုရင်ပြန်ပြီး union ရနိုင်တယ်နော်ဒီနောက်တစ်ခုကနောက် energy ကကျတော့အဲ toxic relationship ကနေထွက်လာတဲ့သူတွေဆိုရင်လည်းအဲ့ဒီ toxic relationship ကိုလွတ်ချနိုင်မှဒီလို energy ရှိတဲ့သူမျိုးနဲ့ တွေ့နိုင်မယ်လို့ခံစားမိတယ်နော်နောက်ပြီးတော့ကျတော့သူကိုက အော်ဒီမှာ LDRS လေးတွေလည်းပါမယ်နဲ့တူပါတယ်အများသောအဖြစ်ဒီလိုမျိုး separation ဖြစ်နေတဲ့သူလေးတွေက LDRS လေးတွေဖြစ်ဖို့လည်းများနိုင်တယ်အဲဒါပေမဲ့တချို့လေးတွေကျတော့လည်းဒီဘယ်လိုပြောမလဲ LDRS သဘောမျိုးလေးတွေနဲ့ပေါ့နော်တွေ့ဆုံခဲ့ပြီးတဲ့အခါကျရင်ကိုယ့်စီကိုပြန်လာရောက်ရှိလာတာမျိုးတွေ ဖြစ်နိုင်တယ်ပေါ့ကွာဒီတန်းမှာအဲ့လို energy မျိုးလေးတွေမြင်ရတယ်အဲနောက်တစ်ခုကကြတော့ကွာဒီမှာပန်းကလေးတွေပါလေးတွေရဲ့လှပလေးတွေဆိုတော့ဘယ်လိုပြောရလဲနည်းနည်းလေးဖန်းချန်လို့နေရာမျိုးလေးတွေအဲ့လိုမျိုးနည်းနည်းလေးအလှပလေးတွေပေါ့နော်လှပရေးရတဲ့ပတ်သက်တဲ့နေရာမျိုးလေးတွေอืมအဲ့လိုမျိုးပေါ့ကွာဒီတန်းမှာအဓိကတော့အမမြင်မိတာတော့ပန်းချန်ပေါ့နော်ပန်းချန်နေအဲဒီပန်းနေဖူးပွင့်နေတဲ့နေရာမျိုးလေးတွေမှာကိုကသွားရင်သူနဲ့လည်းလိုမျိုးတွေ့တွေ့ဆုံမိတာမျိုးလေးတွေလည်းပဲ ဖြစ်နိုင်တယ်เนาะအဲ့တော့ဒီမှာကအဲတွေးဆောင်နိုင်ခြေလေးတွေကတော့ဒါတယောက်နဲ့တယောက်ကတော့ဒူချင်မှဒူလိမ့်မယ် general energy ဖြစ်တဲ့အတွက်ကြောင့်လေဒီမှာဘယ်လိုမျိုးလေးတွေတွေ့နိုင်လဲဆိုတာကတော့ဒါကို energy နဲ့ကို resonate ဖြစ်တဲ့ဟာကိုပေါ့เนาะဒီနားထောင်ကြည့်လို့ရပါတယ် အဲ့တော့အမအခုပြောပြပေးွားတာကတော့ဒါပပပပါလေးပဲပေါ့နော်အရင်ကြီး heavy မဖြစ်ပါဘူးဒါကဒီ entertainment တစ်ခုအနေနဲ့နားထောင်ဖို့ပဲဖြစ်တဲ့အတွက်ကြောင့်လေအကယ်၍များပေါ့နော်ကိုကနားထောင်နေရင်ねဒီတစ်ဖက်လူက အဟဟုတ်ပါဟုတ်ပါငါ resonate ဖြစ်လိုက်တာ energy တွေကဟဲ့ဟုတ်တယ်တော့စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေခံစားမိရဆိုရင်တော့ဒါတည်ကြနေပါပြီဒီလူကကိုယ်အတွက်အဲ future spot ပါပဲဒါ main clay ပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ဘယ်သူဖြစ်ဖြစ်ပေါ့နော်ဒီလို energy လေးတွေရှိတယ်ကိုယ်ကလည်း water sign ဖြစ်တယ်ဆိုရင်ဒီဒီ anti energy လေးတွေကို clean လုပ်လို့ရပါတယ်နော်ဟုတ်ပါပြီ အဲနောက်ဗီဒီယိုလေးတွေမှာကြတော့နောက်ထပ်ဂျန်နဲ့ဆိုင်းလေးနှစ်ခုကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ကတော့ water sign လေးတွေပြပြပေးတာဖြစ်ပါတယ်။ဗီဒီယိုလေးကိုသဘောချနေသက်တယ်ဆိုရင် like and comment လေးတွေနဲ့အပေးကြပါအောင်နော်။ကျေးဇူးတင်ပါတယ်။ See you. Bye bye.